အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်ဒီအားလုံးမင်္ဂလာပါ Manchester United အသင်းကဟိုတနေ့တုန်းကဒါဒီ Tottenham Hotspur နဲ့တစ်ဖက်နှစ်ကိုစီတည်ကြတာပေါ့လေအဲ့ပွဲမှာသူတို့ရဲ့အဓိကကစားသမားပေါ့လေဒါဘယ်လိုပြောမလဲကစားသမားဒီတိုက်စင်မှု Benjamin Shesko ဒါကိုးရမယ့်အနိုင်ကိုးရမယ့်အချိန်မှာကိုမသွေးနိုင်ပင်နဲ့ injury ဖြစ်သွားတယ်အဆုံးသက်မှာ United တယောက်ထုတ်ခံရတယ်2-1ဖြစ်သွားခဲ့တယ်ပြီးတော့မှ ဒီမတိုင်းရစ်စတီလီကဲနောက်ကြကိုနဲ့သူတို့ပြန်ပြီးတော့တေးတမတ်ရတယ်ဒါမဲ့ပြောချင်တဲ့အချက်ကဘာလဲဆိုတော့ Manchester United အသင်းလက်ရှိအနေထားအရနီးပြအာနီစလော့တို့ကခေါင်းစားဆရာဖြစ်သွားပြီဘာလို့ခေါင်းစားဆရာဖြစ်လဲဆိုတော့အခုလောလောဆယ်မှာအသက်22နှစ်အရွယ်ရှိတဲ့သူတို့ရဲ့တိုက်စင်မှုဘန်ဂျမင်ရှက်စကိုနာသွားတဲ့အချိန်မှာသူဘလောက်နာရမလဲဒါ United ကအခုစောင့်ကြည့်ရအောင်မယ်စကန်ဖတ်ရမယ် ဒါဘလို့ချင်းနေရှိလဲဒါဒါဘာလို့လဲဆိုတော့လာမယ့်ဇန်နဝါရီကာလမှာမန်ယူနိုက်တက်အသင်းက Brian Ambuemo ရဲ့ Masarowi ရဲ့ Amadia လို့ရဲ့အထူးသဖြင့် Amadia လို့နဲ့ Masarowi ဒီ Ambuemo နှစ်ယောက်ကိုဆုံးရှုံးမယ် Brian Ambuemo က DR Man United ရဲ့အကောင်းဆုံးကစားမဖြစ်တဲ့အဓိက twin goal တွေကိုသူကရယူပေးထားသူဖြစ်တဲ့ခံပါ Chesco ba na yin tai sit ka Benjamin Chesco ma shi daw bu so yin Ambuemo le tala song song tha yin Joshua Sexy be shi me ဒါအခုလောလောဆယ်မှာ maybe Matthias Cunha ကိုအထောင်ထားလို့ရတယ်။ဒါပေမဲ့ Cunha ရဲ့သဘောတရားက तू က natural center forward မဟုတ်လို့တိုက်စစ်ကိုလီလုံနိုင်တဲ့ကစားမပုံစံမဟုတ်။ तू ကနံပါတ်10ရူပုံစံမျိုးကစားတယ်။ဒါပေမဲ့အခုလောလောဆယ်အနေထားရ United ရဲ့အဓိကအကူတွေကိုတွင်းပေးနေတဲ့အမွေးမှုကိုတလားဆုံးရှုံးပြီးဘာလို့ဆို Cameroon က Africa ဖလားပြပွဲမှာ at least so ဘယ်လိုပြောမလဲ quarter final နဲ့ semi final တက်မှာ။ so United အနေနဲ့ Cameroon ကိုအနည်းဆုံး တလအပြည့်မှုရင်တော့မှ၃ပတ်လောက်ဆုံးရှုံးအောင်မဲ့အခြေအနေမျိုးဒီချက်မှာရူဘီအာမိုတို့ကခေါင်းစားဆရာဆိုတော့မန်ယူနိုက်တက်ကဒါဖို့ဖိုးဖွဲတောင်းရှိသူတွေပေါ့လေတောင်းရှိသူတွေကိုရူဘီအာမိုက request လုပ်ထားတယ်ဒေးလီမီရာရဲ့ပေါ်ပြချက်အရမန်ချက်စတာယူနိုက်တက်ကဘရိုင်းယန်အမ်ဝေးမိုးကိုဆုံးရှုံးမဲ့နောက်နောက်ဆက်စအနေနဲ့အာမတ်ဒီယာလိုကိုလည်းဆုံးရှုံးမဲ့မာဇာဝီကိုလည်းဆုံးရှုံးတဲ့အခါအခုလက်ရှိဆက်ကို injury ဖြစ်သွားတဲ့အချိန်မှာဒါအခုလောလောဆယ်နေထားရ ဒါ serious injury ဖြစ်တဲ့အခြေအနေမျိုးကိုသူတို့စောင့်နေစေဖြစ်တယ်ဖြစ်မဖြစ်ကိုသူတို့ကြည့်နေတော့မယ်တကယ်လို့ဆူဆူဝါအဖြစ်သူတို့တိုက်စစ်မှုတယောက်ထွက်ဝေးရမယ်အဲ့တိုက်စစ်မှုကပုံမှန်အဖြစ် United ကကွင်းလယ်ဝဲဖို့လိုအပ်တာဒါပေမဲ့အဲ့ကွင်းလယ်ဝဲဖို့ကအခုလောလောဆယ်မဖြစ်နိုင်သေးဘူး ဒီ short down နဲ့ strike ကတချို့ကလည်းပြောတာပေါ့လေဒါ white land promise ဖြစ်နေပြီး benjamin shesco သူရှိရင်လဲဆိုပြီးတော့ shesco လည်းကန်ဆူတာလည်းပါတယ်ဘာလို့ဆိုအခုသူ man united ကိုရောက်လာတဲ့အချိန်တည်းကနေစပြီးတော့သူ့ကို goal ကန်သွင်းဖို့အတွက်ဖန်တီးပေးတဲ့သူက မရှိသလောက်ပဲအဲ့အချက်ကသူ့အတွက်လည်းနည်းနည်းတော့ဟိုအာစိတ်ပြက်စားပေါ့လေအဓိကအချက်ကအဲ့ goal ပေါက်ကန်သွင်းဖို့အတွက်ဒါသူ့ရှိကိုဖန်တီးပေးတဲ့ကစားမက ဒါရှာဟိုတနေ့ကမေးစမ်းပေါက်တစ်လုံးပေးလိုက်တယ်ဗျအဲ့လုံးပေးလိုက်ရင်အဲ့ဒါတော့သူညံ့တာလည်းပါတယ်ဒါပေမဲ့အဲ့ဒါကလွယ်ရင်သူရသွားတဲ့ကိုးတွေအားလုံးကိုချီရင်တကယ်ကို sloppy ဖြစ်နေတဲ့အခြေအနေကနေသူရသွားတာဖြစ်တယ်သူ့ရှိကို6တဲကိုရအောင်ထည့်ပေးပြီးတော့ကမ်ပါဆိုပြီးတော့ center forward တယောက်လူချင်းနဲ့တိုက်မျိုးဂိုးမဟုတ်ဘူး ဆိုတော့ဘန်ဂျမိုဘန်ဂျမင်ရှက်စကိုရဲ့ clearly strike ဖြစ်နေတဲ့အချိန်မှာ Manchester United တို့ကအခုလောလောဆယ်အခုကျွန်တော်တို့ဆိုတချို့ report တွေမှာဖြစ်နိုင်ကြီးတော့နည်းတာပေါ့လေ La Liga က report တခုတည်းဆိုရင် feature sets မှာဆိုရင် Rafinha ကိုတန်း120လောက်နဲ့ United ကခေါ်ချင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်နေတယ်တစ်ဖက်မှာလည်း Manchester United က center forward စစ်စစ်တယောက်ကိုတော့သူတို့ဘက်ကအရခေါ်ချင်တယ်ဒါပေမဲ့စောင်းရာတီမှာဘယ်လိုပုံစံကစားမှာ available ဖြစ်သူတို့ကနူရတီမှာဒူရှန်ဗလာဟိုဗစ်ကိုသဘောချဖို့တယ်ဒါပေမဲ့ပြဿနာကဗလာဟိုဗစ်ကဂျူဗီနဲ့တက်တန်းတိုးနိုင်ဆိုတနစ်ကို16သန်းလောက်ရှိတယ်အခုလောလောဆယ်ဒါသူတို့အခုလောလောဆယ်မှာ United ကဒီ Kobe Menu တို့ဘာလို့ဆိုဒီတိုင်းဆို ထွက်ဖို့ခတ်တယ်လက်ရှိလူရရော injury ပြဿနာရဆိုနီးပြ Ruben Amorim ကတော့ဘိုးဘွက်ကို အပွေးမိုးနဲ့အာမတီယာလူကြောင့်ရဲ့ရှက်စကိုတာကာလာရှိချာအတိုက်တာတစ်ခုဆိုးရှုံးရင်တိုက်စစ်မှုတယောက်မျောလင်းထားတယ်ဆိုတော့ဂျိုရှွာဆက်ဆီနဲ့ပဲစကန်းသွားဖို့ရှိပြီးတော့ဒါနောက်ဆုံးပြကျွန်တော်တို့ချီတိုအိုဘီအိုဘီမာတီဆိုတဲ့ချက်တိတ်လေးကိုစွဲတင်ရပါမယ်ဒါကျွန်တော်အမည်ပေါ့လေ United ကတိုက်စစ်မှုတယောက်ခေါ်ယူဖို့နှုတ်ဖိုးဖွဲကိုနီးပြကတောက်ဆူထားပါတယ်အားလုံးကြည့်ကြပါမယ်